ရန်ကုန်တိုင်းမော်ဘီမြို့နယ်တန်တရာကျွရမှာရှိတဲ့ကောင်းထက်မွေးမြူရေးအစာထုတ်လုပ်တဲ့စက်ရုံကထွက်ရှိတဲ့အနံစိုးများကိုမခံနိုင်လို့ကျွရသားတွေနဲ့အဲ့ဒီရွာကအေးစီဒီဓမ္မတင်ကအကြောင်းဆရာတော်ရှင်ဥက္ကဋ္ဌဦးဆောင်ကတရင်သာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါအနံစိုးတွေကိုမခံနိုင်တဲ့အတွက်ကျွရသားတွေဟာမော်ဘီမြို့နယ်အုပ်ချုပ်ရေးကိုတန်ကြားခဲ့ပေမဲ့အရေးယူဆောင်ရွက်ပေးတာမရှိတာကြောင့်အခုလိုတရင်သာရှင်းလင်းပွဲအဆင့်ထိရောက်ခဲ့တာလို့ ဆက်ရတော့ရှင်ဥက္ကဋ္ဌကမိန်ပါတယ်။အဲ့ရအနံဆိုးတွေကအเจ้าမှာမခံနိုင်အောင်အเจ้าမကြီးထိကြိုက်စွာနဲ့ဖြစ်လို့နှလုံးရောဂါတွေလည်းရပြီးတော့အခုအဲ့လိုတိုင်ရရင်းဖြစ်ပါတယ်။နောက်တစ်ခုကဒီဆက်ယုံဆိုတာသူတို့ကတော့သူတို့သွားသူတို့ကတာဝန်ရှိတွေတဆင်သွားပြောတယ်။အာသူတို့ဆက်ယုံကနာနာမဟုတ်ပါဘူးသူတို့ကအလိုဖြစ်တယ်။ဘာပဲပြောပြောလေတခိုင်းတို့လည်းပညာရှိတဲ့ပုံပုံတွေပါပဲဒီရက်ွက်ထားမှာတလူငချုံ ြိတ်တဲ့စေယုံတွေအစာကြိတ်တဲ့စေယုံတွေအစာဆက်တဲ့စေယုံတွေဆိုတာစက်ဘူးစုံမှာလောက်ရမယ်ဆိုတာအကုန်လုံးခရိယစာလူကြီးအစာအကုန်တိနေကြတဲ့ကိစ္စပဲရက်ကွက်တယ်မှာဆိုတာမလုတ်တယ်မှာဘူးမှန်တော့လွန်ခဲ့တဲ့၃နှစ်လောက်ကတန်တရာကျွရတဲမှာအဲ့ဒီကောင်းထက်မွေးမြူအစာထုတ်လုပ်တဲ့စေယုံကိုတိဆောက်ခဲ့တာဖြစ်ပါတယ်စေယုံအနီးမှာနေထိုင်သူကျွရတာတူဦးကလည်းစေယုံကအနံဆိုးတွေထွက်တဲ့အကြောင်းပြောပါရယ်ညဘက်ထီအနံသက်တွေကရှိလာတဲ့တွဲဥပမာက6ဆိုးတာလို့ရေးကြတာလို့ကလင်းငယ်တွေဆိုတော်တော်များများဆိုရင် နဲ့နေထိုင်မကောင်းတာတွေဖြစ်တယ်လေဒီစက်ရုံအနေနဲ့ကလူနေရက်ွက်ဖြစ်နေတဲ့အတွက်သူတို့ရဲ့လုပ်ငန်းလုံးမဲ့ရက်ွက်မျိုးစက်မှုစုံနေရာမျိုးကိုပြောင်းရွှေ့ပြီးလုပ်တာပိုကောင်းမယ်လို့မြင်ပါတယ်အဲ့ဒီစက်ရုံတိဆောက်စင်ကကျေးရွာသားတွေရဲ့သဘောထားကိုရယူခြင်းမရှိခဲ့သလိုအနံစိုးတွေထွက်တာကိုမခံနိုင်တဲ့အတွက်စက်ရုံကတာဝန်ရှိသူတွေနဲ့ တက်ဆိုင်ရာတာဝန်ရှိသူတွေကိုတိုင်ကြပေမဲ့လည်းထူးခြားမှုမရှိတဲ့အကြောင်းရွာသားတဦးကအခုလိုပြောပါရယ်။စီပင်ကလာစစ်ပေးစစ်ပေးတာပဲအဖက်တင်တယ်။ဘယ်လိုလဲ။ဘာမှထူးခြားမှုမရှိဘူး။ဒီနဲ့ဆိုရင်နန်နေရတဲ့အတွက်ကျွန်တော်တို့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အလုပ်မဟုတ်ဘူး။ရက်ွက်ထဲမှာလုံးဝမရှိသေးဘူး။အဲ့ဒီကျွေးရနာမှာမွေးမြူရေးအစာစက်ရုံတွေမကပဲပတ်ဝန်းကျင်မှာလည်းငပိငချောက်လှမ်းတဲ့လုပ်ငန်းတွေကလည်းရှိနေရတဲ့အတွက်ကျွေးရသားတွေဟာလေကောင်းလေတန့်မရရှိကြဘူးလို့ဆိုပါရယ်။ရွာသားတွေက အဲ့ဒီလိုသတင်းစာရှင်းလင်းပွဲကျင်းပပြီးကန့်ကွက်နေပေမဲ့ကောင်းထက်စက်ယုံကတာဝန်ရှိသူတအုပ်ဖြစ်တဲ့မန်နေဂျာဦးဝင်းနိုင်ကတော့သူ့စက်ယုံကဘာအနမ်းမှမထွက်ရှိဘူးလို့ညင်းဆိုပါတယ်။အနမ်းတက်နေပတ်သက်ပြီးတော့ထွက်တာမရှိဘူးလေ။ဟိုမှာကြည့်ရင်တွေ့မယ်လေ။ခေါင်းခေါင်းခေါင်းနိုင်တော့မရှိဘူး။အဲ့တော့တခုခုအနမ်းသက်ပါကြတော့ပေါင်းဝင်ချင်မှရှိတာရှိတယ်။ဒီမှာပေါင်းဝင်ချင်မှငါ၆လမ်းဝင်းရှိတယ်။အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်။ဒါအစာဆက်စက်ယုံကျွန်တော်ကဒီဇိုးတို့အနမ်းသက်တို့ထွက်တာမရှိဘူး။စစ်စစ်ခံပြီးသားဖြစ်တယ်လေ။ ်ဒါတရားဝင်ခွင့်ပြုတာပြီးသားဆိုအနန္တမရှိလို့ဒါဒီလိုနေရာမျိုးမှာခွင့်ပြုတာပြီးသားဖြစ်တယ်အနန္တိုးထွက်တဲ့စက်ယုံတွေညဉ့်ညမ်းရေဆွန့်ပစ်တဲ့စက်ယုံတွေကိုလူနေပတ်ဝန်းကျင်မှာတိစောက်ခွင့်မရှိဘဲတက်မှတ်ထားတဲ့စက်မှုစုံများမှာဒါလောက်ကင်ခွင့်ရှိတယ်လို့စီဗင်တာယာရေးကော်မတီကထုတ်ပြန်ထားတဲ့ဥပဒေရှိတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ